မန္တလေးမြို့အတွင်းအချိန်ကာလကြာမြင့်စွာအင်တာနက်မရရှိခဲ့တဲ့မြန်မာနယ်သုံးဆွဲသူများအတွက်အင်တာနက်အမြန်ဆုံးရရှိအောင်လို့ကျွန်တော်တို့မြန်မာနယ်အဖွဲ့သားများမှစူးစမ်းဆောင်ရွက်နေပါတယ်ခင်ဗျာမြန်မာနယ်အသုံးပြုသူများအင်တာနက်သုံးဆွဲရတဲ့အဆင်ပြေစေရန်အတွက်ခက်ခဲများစွာကိုလည်းစစ်ဆေးပေးနေပြီးပြန်လည် ပြုပြင်မှုအခြေအနေများကိုလည်းနှစ်ပတ်အတွင်းမြန်မာနယ်သုံးဆွဲသူများစီအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယခုလိုမျိုးပြုပြင်နေတဲ့အချိန်ကာလသည် ၄ဘက်မှ၈ဘက်ထိကြာမြင့်နိုင်တာဖြစ်တာကြောင့်မြန်မာနဲ့အသုံးပြုသူများသုံးဆွဲထားသည့် data ပမာဏပေါ်မူတည်ပြီးလစဉ်ကြီးများကိုပြန်လည်လျှော့ပို့ပြီးမြင့်အစည်းအဝေးရှိကြောင်းကိုလည်းအကြောင်းကြားအပ်ပါတယ်ခင်ဗျာမန္တလေးမြို့ရှိချမ်းဤသာဆန်ချမ်းမြတာစီမဟာအောင်မြင်နဲ့အောင်မြင်သာဆန်မြို့နယ်များမှာရှိကြတယ်ဆယ်ရက်ကျော်များအင်တာနက်အသုံးပြုမရတဲ့မြန်မာနဲ့အသုံးပြုသူများကိုမကြာခင်မှာ ိမ်ပြင်သုံးအကောင့်ကံများအိမ်နိုင်ရာအရောက်မြန်မာနဲ့ဝန်ထမ်းများပို့ဆောင်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာမိမိနဲ့နှီးဆက်ရာမြန်မာနဲ့စတိုးဆိုင်များနဲ့ယခုပြသထားသောကောဆန္ဒနံပါတ်များကိုလည်းဆက်သွယ်ရေးထုတ်ယူနိုင်ပါတယ်ခင်ဗျာယခုလိုအင်တာနက်အမြန်ဆုံးရရှိအောင်ဆောင်ရွက်ပေးနေပြီးအခက်အခဲများစွာလည်းရှိတာမို့အချိန်တူအတွင်းအဆင်ပြေစေရန်ကျွန်တော်တို့မြန်မာနဲ့အဖွဲ့သားများမှကြိုးစားဆောင်ရွက်နေပါတယ်ခင်ဗျာ